အညရတာဆောင်းတာဒီပြောတယ်မဖူးပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါလုံးဝဖြစ်တင်ပါတယ်ဖြစ်တင်ပါတယ်လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်အဲဆောင်းတာပြောသလိုပေါ့ရွေးကောက်ပွဲစမယ်နေလားသို့မဟုတ်ရွေးကောက်ပွဲမစခင်လားညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခု ခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံးရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေအထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ view site မနေနဲ့ဒီထက်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့နဂါးတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေနော်ရှင်းပလိုက်ဖို့လိုတယ်ဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့တွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ကညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိန်းလေးစော်လိုက်ဒီအရာဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုရောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိတိစုပ်ပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလဲဖြောက်တင်နေပြတာနော်လူငယ်လက်ရှိတိစုပ်ပံမှာလဲလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့စကစ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ တန်းနိုင်အောင်ရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါအပွင့်လေတော့စည်ရည်ရဲဆဲထားတဲ့သဘောတူညီချက်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ဘူးလို့2029စစ်စင်ရေးနှစ်နှစ်ပြည့်တဲ့အချိန်မှာ NNDA ထုတ်ပြောအာနာတိန်စစ်တပ်နဲ့လက်ရှိရရှိထားတဲ့စည်ရည်ရဲဆဲရေးသဘောတူညီချက်ဟာ အစင်ဆိုင်ရာရလက်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဂျူဟာကြကြနားလည်နေဖို့ NNDAA စစ်ဦးစီးမှုချုပ်က2029စစ်စင်ရေးနှစ်နှစ်ပြည့်တဲ့အချိန်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အခုနှစ်အတွက်အပတ်စဉ်တကီလာများအလှည့်ကျတင်နန်းစင်ပွဲကို အောက်တိုဘာ25ရက်နေ့ကကျင်းပရမှာ NNDAA စစ်ဦးစီးမှုချုပ်ကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးအဆင့်ငင်းချမ်းရေးမဟုတ်သေးတာကိုအားလုံးသိထားဖို့နဲ့စစ်မှန်တဲ့ငင်းချမ်းရေးရဖို့လမ်းစဉ်ဟာဝေးလံနေစေဖြစ်တဲ့အတွက်တသားအားလုံးသတိရှိဖို့ NNDAA စစ်ဦးစီးမှုချုပ်ကတိုက်တွန်းခဲ့တယ်လို့ NNDAA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 2029စစ်စင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးလန့်ကိုပြန်လည်တုံးသက်ပြီးလက်ရှိရရှိထားတဲ့စစ်ရေးရလက်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့တွေးချွေးအသက်တွေနဲ့ရရှိခဲ့တာဖြစ်တဲ့အတွက်ကုကဲရေးမှုအလုံးဒီသမိုင်းကိုမှတ်မိနေဖို့ရလက်တွေကိုတံမိုးထားဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ ီတစ်ခါလှုပ်တဲ့တင်နန်းဟာ66ရက်ကြာတင်နန်းဖြစ်ပြီးအထူးဒေတာလုံကြုံရေးအခြေအနေရှုပ်ထွေးပြီးကြက်တဲတဲ့အချိန်မှာကျင်းပနိုင်တာလို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်ကေလာတင်နန်းဟာအနာဂတ်အတွက်မဟာပြူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပြီးအနာဂတ်စစ်ပွဲတွေနဲ့တိုက်ပွဲတွေမှာရဲရဲရင်ရင်တိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယူခံအင်အားစုတစ်ရပ်ဖြစ်အောင်ဖန်တီးနိုင်မှုရည်ရွယ်တယ်လို့ NNDAA စစ်ဦးစီးမှုချုပ်ကပြောကြားခဲ့ပါရယ်